ီရုပ်မှာနှွေးနေတဲ့အပြီးစိတ်ရှိတယ်နော်အဲ့ဒီအပြီးစိတ်ကိုရှင်ပြီးတော့တွဲပြီးတော့ပေါ့နော်ခံစားမှုဆိုတာဖြစ်တယ်မှန်သားမှုဆိုတာဖြစ်တယ်ပြုပြင်မှုဆိုတာဖြစ်တယ်ပေါ့နော်ဤမှုကဝိညာဉ်နဲ့ခန္ဓာခံစားမှုကဝိရဏခန္ဓာမှတ်သားမှုကဒီရခန္ဓာပြုပြင်မှုကဒီခါရခန္ဓာဘဝကြီးရုံးတဲ့နာမှာဆိုရင်ဘယ်မှာလုံးကဘယ်မှာလဲသူနော်သူကငါကငါကသူ့ကိုဆိုတာတွေဒါတွေကမဟုတ်ဘူးတပြင်းပြတ်တယ် ရင်းရပေါ်မှာစွဲပြီးတော့ဥစဉ်တို့လည်းကတော့အပြရားရဆိုင်ရင်ဒီလိုဖြစ်နေကြတယ်နော်စိတ္တာကြီးမိုးတာကြီးအဲ့ဒီလိုဖြစ်နေကြတကယ်တော့ယုံနေတာဒါတွေဖြစ်ပါတယ်လူကပုဂ္ဂိုလ်တွေလည်းထူလေးတူစွာပါပဲနော်ယုံနေတာမောဇာတိဒိဋ္ဌာရမရပါဘဲလို့ဒီလိုသိကြရနော်အဲ့ဒီဒိဋ္ဌာရတရားပေါ်မှာစိတ်ဆူဆိုင်နေတာကတမထနော်တမာတိပေါ်နော်တတိယရဲ့ဇာန်ပေါ် ဲ့ဒီဈေးပေါ်နေတဲ့ယုံတံရားတွေဟာမတိမရဲနဲ့အဲဘောက်ပြန်ပြောင်းလဲနေတာကတော့အာနိစမမြဲတဲ့သဘောဒီဥမျက်နာကအဲ့ဒါလိုမြင်တာကဝိပဿနာလို့ခေါ်တယ်နော်ဓမ္မဝိပဿနာတရားနော်ဓမ္မရရဲ့ဆွမ်းကြောင်းဥစဉ်တို့32ဘုံမှာဘုံမြင့်မှာစံကြရတယ်နော်ဘုံမြင့်မှာစံကြတယ်ဝိပဿနာဆွမ်းကြတော့ဥစဉ်တို့ဘဝလွတ်မြောက်မှုဆိုတာရတယ်နော်ဝိပဿနာဆိုတော့ ြင်းကောင်းဘူးအမြဲတမ်းเนาะဒီစဉ်နဲ့အမြတ်ဘောဟုတ်ပြီစီမောဒီလေးတနည်းနည်းကြဟုတ်တယ်စုပါများတော့ဟုတ်လားเนาะလေစာလုံးပါများကဘယ်တော့ညာစုလို့သာစုတာเนาะမမြဲတာပါလေဒီပါတီကိုမမြင်ဘူးပဲเนาะအမြဲတမ်းအလှပြင်းနေတာဟုတ်လားเนาะဟိုမြဲအမြဲတမ်းစုပါများတော့လေဟုတ်လားဩကံဒီမြတ်ဒေယီကြအနေနဲ့ရည်သွောချင်းကြကြီးနဲ့ရည်ဘူးလေဟုတ်လား အိမ်ပေါ်နဲ့ဖားကောက်ဆိုတာကိလေသာဝင်ပြကြာစားရေးဆိုတာမျိုးလူယုံနာတရားတွေပစ္စည်းတရားတွေငြင်းလာအဲ့ဒီကကြောင့်ခေတ်ဝယ်မှုတွေဒါတွေကတပြင်းပြင်းနဲ့ပြတ်သွားတာကိုချက်ချင်းရတော့မပြတ်ပါဘူးเนาะတပြင်းပြင်းနဲ့ပြတ်သွားအဲ့ဒီတရားတွေဇာယောစီနဲ့ပြတ်သွားမှဒါလေးလုံးမြောက်မှုဆိုတာရပါတယ်လို့เนาะတရားသဘောလေးဒါလေးလည်းထည့်ပြောပြရတာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်ဒီနေ့ကနိုင်တော့